ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့စုကထမင်းကိုဟင်းနေနဲ့စားရတာညီငွေလာတာကြောင့်ထမင်းတုတ်ချင်ခံဆက်လေးတုတ်စားပြည့်နေလုံနည်းဗီဒီယိုလေးကိုပါလမ်းမြောက်ပေးရပါတုတ်ရတာအရန်လို့ကူပြီးတော့ပောင်ပစ္စည်းနည်းနည်းလေးနဲ့အချိန်လက်ခဏလေးပဲပေးရပါတယ်ကဲထမင်းကိုဟင်းနေနဲ့မစားခြင်းမှုဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှထမင်းတုတ်ချင်ခံဆက်လေးတုတ်စားကြည့်ပါနော် ထမင်းနဲ့ထဲတော့ဖို့အတွက်ကြာဆန်ကိုစူကိုနူးသွားအောင်လို့ရည်လေးနဲ့အရင်ဆုံးစိမ့်ထားပေးပါတယ်။တခါရဲတမ်းပြီးတော့ပြုတ်လိုက်လေရရဲစူကတော့အာလူးကိုအရင်ဆုံးပြုတ်ပြီးမှဖြစ်တဲ့အတွက်ကြာဆန်ကိုရည်နဲ့စိမ့်ထားပေးလိုက်ပါတယ်။ပြီးရင်တော့အာလူးတလုံးကိုအခွန်ခွာပြီးတော့မှအတုံးလေးလေးလိပြတ်ထားပေးလိုက်ပါမယ်။အလုံးလိုက်ပြုတ်ဝေးခြင်းလည်းရရဲစူကတော့နူးလွတ်အောင်လို့အခုလိုမျိုးအတုံးလေးတွေပဲတခါရဲလှီးထားပေးလိုက်ပါတယ်။ပြန်တော့ရင်းနှီးပွက်ဆူနေတဲ့အိုးထဲမှာ10မိနစ်လောက်ထည့်ပြီးတော့အာလူးတွေနူးသွားတဲ့အထိကိုတည်ထားလိုက်ပါမယ်။ အာလူပြုတ်ထားတော့မှတစ်ဖက်ကနေပြီးတော့အသီးရွက်လေးတွေကိုလှီးထားပေးလိုက်ပါမယ်။သခွားသီးလေးထည့်ထုတ်ရှင်လို့သခွားသီးကိုလည်းခပ်ပပလေးလှီးထားပေးလိုက်ပါရယ်။ကျစ်တွန်လေးကိုလည်းတချမ်းလောက်ခပ်ပပလေးလှီးထားပေးလိုက်ပါရယ်။တကယ်လို့ဒီထဲမှာကိုမကြိုက်တဲ့အသီးရွက်ပါရင်လည်းမထည့်ပဲနဲ့တုပ်လို့ရပါရယ်။ကော်ဖီလေးကိုလည်းခပ်ပပလေးလှီးပြီးတော့မှတစ်ခါရေးပြင်ဆင်ထားပေးပါရယ်။ အလူပြုတ်ထားတာလည်း7မိနစ်လောက်ရှိပြီဆိုရင်တော့သူတို့နူးမနူးစမ်းကြည့်လိုက်ပါမယ်။အလူလေးတွေလည်းနူးနေပြီဆိုရင်တော့ပြုတ်ထားတဲ့အလူတွေကိုဆယ်ထုတ်ပြီးတော့မှဒီရည်တွေကိုပဲကြာစံလေးထည့်ပြီးတော့ပြုတ်ပြီးလိုက်ပါမယ်။ကြာစံကကြတော့သူတို့စိတ်နာတာဖြစ်တဲ့အတွက်အကြာကြီးတော့ပြုတ်เสียရမလို့ပါဘူး။3-4မိနစ်လောက်ပြုတ်ပြီးလိုက်ရင်ရောကြာစံလေးတွေကနူးနေပါပြီ။တုတ်ထဲထဲသုံးဖို့အတွက်စီချက်လေးချက်ပေးပါမယ်။စီပူလိုက်ရင်တော့စနေမုံလေးထည့်ပြီးတော့လီးထားတဲ့ကျက်ပေါ်အနီးရဲ့အဖြူရည်ကိုထည့်ပြီးတော့အနံ့လေးမှုလိုက်တဲ့အထိကိုစီတက်ပေးလိုက်ပါမယ်။ သူတို့စစ်တော်နှစ်မျိုးစလုံးထည့်ပြီးတော့စီတက်တာကအတုတ်ကိုအနံ့လေးပို့ပြီးတော့မှွေစီပါရဲ့ချွေအောင်လေးတွေတန်းလာပြီဆိုလို့ရှိရင်တော့ဒီအိုးတွေကနေပြီးတော့စစ်တော်ကျော်တွေအကုန်လုံးကိုဆဲထုတ်ထားပြီးလိုက်ပါမယ်ကေတာဆိုရင်တော့သူတို့အားလုံးစုံလင်သွားပြီပေါ့နော်ကေတာဆိုရင်တော့သူတို့စပြီးတော့တုတ်ပြီးလိုက်ပါတော့မယ်ကိုစားမယ်ဓမင်းပမာဏကိုထည့်ပါမယ်ပြုတ်ထားတဲ့ကြာစံတို့အာလူတို့လည်းထည့်မယ်ပြီးရတဲ့အသီးရွက်လေးတွေအကုန်လုံးကိုပါတစ်ခါထည့်ပြီးလိုက်ပါမယ်ဒီနေရာမှာမစားတဲ့အသီးရွက်လေးရှိရင်လည်းမထည့်လို့ရတယ် ကျေးဇူးညစီချက်လေးများများထည့်ပြီးဆိုရင်တော့ပဲချမ်းမော့ကိုတစုံမမလောက်ထည့်ပါမယ်။ငံပြရည်ရဲ့ချက်ထားတဲ့ကျေးဇူးစီချက်နှစ်စုံထည့်ပါမယ်။ပြီးရင်တော့စုကအချုံမုံလေးပဲတုံးထားပါတယ်။စက်သားမုံတုံးကျင်လည်းရတယ်။ပြီးရင်တော့ငရုတ်စီနဲ့အချင်းတော့တော့မကြီးကြီးလေးတစ်စုံကိုထည့်ပါမယ်။အဆက်ကတော့ကိုစားနိုင်သလောက်ထည့်လို့ရပါတယ်။အနက်လေးမွေးပြီးတော့စိမ့်စိမ့်လေးဖြစ်နေအောင်လို့နှမ်းလော်လေးနဲ့မြေပဲလော်လေးကိုပါထည့်လိုက်ပါတယ်။မထည့်ကျင်လည်းရပါတယ်။ကဲပြီးပြီဆိုရင်တော့စုကိုစပြီးတော့တုပ်ပေးလိုက်ပါတော့မယ်။ အာလူးလေးလည်းထဲတုတ်ထားဆိုတော့စီစီလေးနဲ့အရန်ကိုစားလို့ကောင်းပါရဲ့ရတာပေါ့ငန်လေးမြည်ကြည့်ပြီးလို့အားလုံးဆင်ပြေပြီဆိုရင်တော့စရိုးရဲ့ဓမင်းတုတ်လေးကရသွားပါပြီအခုလိုမျိုးပဲစားလို့ကောင်းတဲ့အင်းချက်နေမလို့နေဗီဒီယိုလေးတွေကိုစရိုက်တင်မင်းနေရဖြစ်လို့စိတ်ဝင်စားရင်တော့စရိုးရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်ဗီဒီယိုအစ်စ်လေးအတွက်လည်းဘေးနားခံလောင်းလေးကိုနှိပ်ခဲဖို့မမေ့နိုင်အောင်နော်ဒီဒီမင်းတုံနေလေးရဆိုရင်ကိုယ့်အိမ်မှာရှိတဲ့ပံပစ္စည်းလေးတွေနဲ့ပဲအလွယ်တကူတုံးလို့ရတာဖြစ်ပြီးတော့ရှောင်းရက်နဲ့မှုမွေလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ် ကြည့်ဒါဆိုရင်တော့ဆေးရဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆေးရဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတယ်ဒုတိယရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးလည်းစလိုက်တင်ပြီးရှိတာမလို့ဆက်လက်ဆောင်ကြည့်ပြီးတော့အားပေးပါအောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်